ထွန်းထွန်းမင်းကတော့ဒီညထိုးသက်သွားမယ်သူ့အညီထွန်းမင်းအောင်ပေါ်မှာများစွာမျောလင့်ချက်ထားရှိနေတာကိုတွေ့ရပါတယ်သူတို့မိသားစုတဲမှာက ဒီကစားနည်းနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုကြရများတယ်ထရိုမင်းဆိုရကလေးဒါလက်ဝိကပတ်ချန်ပီယံကြီးဖြစ်တယ်နော်မြန်မာနိုင်ငံမှာသူဒီတော့လက်ဝိချန်ပီယံကြီးအလုံးကလီစားကြရီမြန်မာနိုင်ငံမှာမရှိမဖြစ်လက်ဝိလောကမှာဆိုရင်မရှိမဖြစ်တော့ဒါကျွန်တော်ကောင်းခိုင်ဖားခင်ကြီးဆိုလည်းမမှားဘောနော်ဆိုတော့ကျွန်တော်မိဟာခုချိန်မှာဒါသူကိုယ်တိုင်ကဝမ်းချန်ပီယံရှင်မှာမကြခင်မှာထူးသက်ဖို့ရှိနေပေမဲ့လေဒါလက်ဝိချန်ပီယံကြီးတယောက်ကဝမ်းချန်ပီယံရှင်ပွဲဥထွက်မှာရှုံးနေဆိုရင်အနီ ထားမျိုးမဖြစ်စေချင်တာဖြစ်တဲ့အတွက်မဖြစ်ချင်တာဖြစ်တဲ့အတွက်သူ့အနေနဲ့ဟိုအကောင်းဆုံးအရာပဲပြည်သက်တီကိုဘေးချင်တာဖြစ်တဲ့အတွက်ပေါ့လေဒါဆုံးဖြတ်လိုက်တယ်ပေါ့လေဘာဆုံးဖြတ်လိုက်လဲဆိုတော့ဒါ one championship မှာမထူးမထွဆုံးဖြတ်လိုက်တယ်ဆိုတော့သူ့အနေနဲ့အကောင်းဆုံးဖြစ်ဖို့ကသူ့ညီတွေကိုထောက်ပံ့ပေးဖို့ပဲသူ့ညီတွေ one championship မှာနိုင်ဝဲဆက်ပြီးတော့အောင်မြင်မှုကြီးကြီးမားမားရမယ်ကပတ်လေရမယ်ဆိုရင်အနေထားမျိုးရောက်ရှိအောင်သူ့ကိုယ်ရင်ကနောက်ပွဲကနေကြိုးပမ်းဖို့ပါပဲဆိုတော့ဒီကနေ့ညနေမှာထိုးမီအောင်ကတန်နေနဲ့ကျွန်တော်ထိုးသက်ရမှာဖြစ်တယ်နော်ဆိုတော့ဟိုတန်နေစရာကြီးကလေ ေ time frame မှာတကယ့်ကိုမှအကျန်းခဲ့တဲ့မွေထန်၄ချမ်းတရောက်ဗျာကျွန်တော်ထုံးမြောင်နေနဲ့အခုလိုမျိုး၄ချမ်း fighter ကြီးကိုရှင်ပြန်ရမယ်ဆိုတော့ဟိုအခက်အခဲတွေတော့အများကြီးရှိတယ်เนาะထုံးမြောင်ကတော့ပထမအကြီးမှာစွန့်မဝင်လို့ဆိုချရင်နောက်ပိုင်းအကြီးတွေမှာเนาะဒါဟိုနီးပြတွေရဲ့ဒါပြောထားတဲ့အတိုင်းဝင်လေဝင်မယ်ပေါ့နော်သူအနေနဲ့ fire iq ကိုအသုံးပြုပြီးတော့ဒီပွဲကိုအဆုံးသတ်ပြမယ်လို့ဆိုထားတယ်ဆိုတော့ထရိုမီကတော့ဒီကနေ့မှပြောလာတာကတော့နော်ဟိုသူ့ညီကိုအရန်အားခဲထားလို့ထင်တယ်နော် ကျွန်တော်ညီနိုင်ကျွန်တော်မိမယူမယ်ဗျာဆိုပြီးတော့ပြောသွားခဲ့တယ်ပေါ့နော်ဆိုတော့တတော်မင်းကတော့ဟိုအရင်တုန်းကငငယ်ယူရတုန်းကအသက်ဟိုကျွန်တော်ဆယ်ကျော်သက်ယူတုန်းကအိမ်ထောင်ကြခဲ့ဘူးလေအခုတော့နော်တယောက်တည်းဘဝကိုဖြစ်သက်နေတယ်လက်ရှိချိန်မှာချစ်သူရှိဟန်ရှိပါတယ်နော်ဟိုထထမင်းလို့ကမ္ဘာချန်ပီယံတယောက်ကဒါချစ်သူမရှိဘူးဆိုတော့မဖြစ်နိုင်ဘူးဟုတ်တယ်ဗျဆိုတော့ထထမင်းကတော့ပရိသတ်တွေကိုပြောထားတယ်သူ့ညီနိုင်မိမယူမယ်လေဗျာနော်ညီရေနော်ထိုးမင်းအောင်ရင်မင်းမင်းကိုမိမရဖို့အတွက်ဆွမ်းဆောင်ပေးလိုက်ပါတော့ဗျာ